ုံတော့တခါတည်းသတိပေးထားမယ်နော်။လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိတယ်။အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကြရတယ်ရှောက်မရေးနဲ့နော်။ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်။ဟာတိုက်ရောဟာဥတိုက်ရောတကယ်လုံကြီးပဲ။ရွေးကောက်ပွဲဝါဒဖြန့်ဆက်လန်ကိုဝေဖန်လို့ဆိုတဲ့ဆွဆွဲချက်နဲ့ဒရိုက်တာမိုက်တီတရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ ဟာတာတယုတ်ဆောင်အုံတိုင်းတို့ကိုအာနာသိန်းစစ်တပ်ကဖမ်းဆီးလိုက်ပါတယ်။တူတို့ကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေချိုးဖောက်မှုနဲ့တူတို့ရဲ့နေအိမ်မှာဖမ်းဆီးလိုက်တာဖြစ်တယ်လို့စစ်ကော်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကအော်တိုဘာလ29ရက်နေ့ညကထုတ်ပြန်ကြေညာပါတယ်။ပြည်သူလူထုအထင်မြင်သွဲမရန်လှုံ့ဆော်ခဲ့တဲ့ဒါရိုက်တာမိုက်တီခေါ်တန်ထွန်းစောစပုတ်တယုတ်ဆောင်ကျော်ဝင်းထုတ်ကျော်မင်းထွတ်ဟာတာတယုတ်ဆောင်အုံတိုင်းခေါ်ဇော်မင်းတို့ ကျွန်တော်တို့ဖန်စီအရေးယူခဲ့ပါတယ်။အဲ့ဒီမှာဒါရိုက်တာ မိုက်ဒီကတော့ဒါရခင်ကအတိုင်းရာဇသီဥပဒေပုံမှန်900နဲ့အမှုဖွင့်လှစ်ခံရင်ဖြစ်ပါတယ်။2022ခုနှစ်အော်တိုဘာလ28ရက်နေ့မှာနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်မှာက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံနေရသောကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြားခံမှမိသောစီကံချက်နဲ့ပြစ်ဒဏ်လွန်ကျင်းချမ်းသာခွင့်ရခဲ့တယ်ဖြစ်ပါတယ်။သူ့ကိုကျွန်တော်တို့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနောက်ဆက်ဟန်တာဖြည့်ဆည်းခြင်းမှာ ကာကွယ်ပေးရေးဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူထားပြီးရခင်ပြည်တံကိုလည်းပြန်လည်ကြားခံရေးဥပဒေနဲ့အညီဆောင်ရွက်တော့မှာဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ရည်ရွယ်ရိတ်ကူးတဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိတူများဆိုတဲ့ဝါဒဖြန့်ဆက်လန်းကိုနာမည်ကြီးတရုတ်ဆောင်တွေဖြစ်ကြတဲ့နေတိုးမြင်းမြတ်အေချမ်းမောင်နေဝင်းမေမြင့်မုံချူလေးအပါအဝင် အောင်ခိုင်ငပြောကျော် စားတဲ့တရုတ်ဆောင်တွေကပါဝင်ရကူထားတာဖြစ်ပါတယ်။ဇက်လန်ထဲမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူတွေကိုချင်းချောက်ထားတာလည်းပါဝင်တယ်လို့စစ်တပ်ပြုလုပ်တဲ့ရွေးကောက်ပွဲသားလည်းတိုင်းပြည်ရဲ့အရေးတစ်ခုဖြစ်နိုင်တယ်လို့လည်းဝါဒဖြန့်ရကူထားတာပါ။အခုလို့စစ်တပ်ကရကူတဲ့ဝါဒဖြန့်ဇက်လန်ကိုဝေဖန်လို့ဆိုပြီးဖမ်းဆီးတာဟာပြည်သူလူထုကိုဖိနှိပ်ဖို့ချင်းချောက်နေတာဖြစ်တယ်လို့နောက်ထပ်မူဝေဖန်ရင်းအောင် တာတကပြလိုက်တာဖြစ်တယ်လို့လည်း တော်လိုင်းရဲ့အမှုပညာရှင်တွေနဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကအေယာဝတီကိုပြောပါတယ်သူတို့ကနေရွေးကောက်ပွဲဒီဒါအရေးကြီးတယ်အဲ့ဒီတဲ့ခါဒီရွေးကောက်ပွဲကိုနဲ့ပတ်သက်ပြီးတော့ဆန့်ကျင်နေဒီအခုဒီရွေးကောက်ပွဲအတွက်ဝါဒဖြန့်ဇကားတွေကိုရိုက်တဲ့ဟာတွေကိုဝေဖန်တဲ့လူတွေကိုသူတို့ကနှိတ်ကုန်မှာပဲဗျဟိုဖန်စီပြီးထောင်ရှားတာတို့ဘာတို့ထပ်ပြီးတော့လဲလုံးလုံးလိုက်မယ်ဗျအဲ့တော့ထပ်ပြီးတော့လုံးလာလို့ရှိရင်သူတို့ နှောက်ယှက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့သူတို့ကဆက်ပြီးတော့မလုံလာနိုင်အောင်ပေါ့ဗျာ။တော့ speed ကမလုံနိုင်အောင်သူတို့ကဒီချစ်မှာတာရကတွေအနေနဲ့ဒီလိုမျိုးဟိုကိုမိုက်တီလိုဂျုံဝင်းထုတ်တို့လိုနောက်ဟိုဖာတာတယောက်ဆောင်လိုတဲ့တယောက်တို့လိုဟိုဖန်စီပြတဲ့သဘောပေါ့ဗျာနော်။အနာသိန်းစစ်တပ်ဟာသူရဲ့ရွေးကောက်ပွဲကိုကာကွယ်ဖို့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နောက်ရှာဟန်သားချင်းများမှကာကွယ်ရေးဥပဒေကို2025ခုနှစ်ဇွန်လ29ရက်နေ့မှာပြသန်းလိုက်တာပါ။ ဥပဒေပြဋ္ဌာန်းချက်ပါအချက်တွေကိုချိုးဖောက်ရင်အနိုင်ဆုံးထောင်ဒဏ်၃နှစ်ကနေလူသေးဆုံးတဲ့အထိပြင်းထန်ခဲ့ရင်ပါဝင်ပတ်သက်သူတွေအားလုံးကိုတည်တံ့ချမှတ်မယ်လို့ဆိုထားပါတယ်။အဆိုပါဥပဒေနဲ့ပြည်သူ64ရောက်ကိုအရေးယူထားပြီလို့လည်းအော်တိုဘာလ3ရက်နေ့ကတရားဝင်ထုတ်ပေါ်ပြောကြားထားပါတယ်။လွတ်လပ်ပြီးတရားများသားတဲ့ရွေးကောက်ပွဲကိုကျင်းပမယ်လို့အကြိမ်ကြိမ်ပြောဆိုနေတဲ့စစ်ကော်မရှင်ဟာရွေးကောက်ပွဲကိုဝေဖန်ပြောဆိုရုံနဲ့ပြင်းထန်တဲ့ထောင်ဒဏ်ချမှတ်နေတာဟာလည်း လက်တွေ့နဲ့ဆန့်ကျင်နေရလို့ထောက်ပြပြောဆိုနေကြတာပါဒီရွေးကောက်ပွဲကဘလူနီနဲ့မလူလက်ပြီးတရားမျှတာမဖြစ်တယ်လို့လူလူပေါ်မှာပို့ပြီးတော့မှပြင်းနေမှုလေအဲ့ဖြစ်စီမရွေးကောက်ပွဲဖြစ်တယ်လူလက်ဆောင်ထုတ်ဖို့လို့ဆိုကအပြင်းထန်ချိုးဖို့ခံရရွေးကောက်ပွဲဖြစ်တယ်ဆိုတော့ဒီတတိပြတာပဲဒီဟာကတော့ high profile case ပြောလို့ရတော့ကျန်တာမြင်တာရှိရဥမာလူပဲပြောရမှာပေါ့ကျန်တဲ့လူတွေတိတ်မတိလိုက်ပဲနော်ဖန်စီခံရရတဲ့လူတွေဒီဥတွေနဲ့ဖန်စီခံရရတဲ့လူတွေထောက်ချခံရရတဲ့လူတွေလည်းအခုချိန်မှာရှိနေပါပြီ